letter a okay letter a sound ကိုဒီကောင်းလေးဆိုကြည့်အောင် ant apple ant apple arrow အဲ့တော့ a အတန်ကဘာလဲအအအအဲ့တော့အမေမေတို့ရေဒါက grade 1 english စနစ်သင်ကြားပုံလေးပါ အရှိမကျွန်တော်တို့က breathing လေးတွေပဲပါတယ်နှုတ်ဆက်မယ်ဒါလေးတွေကတော့နှုတ်ဆက်တာလေးပေါ့နော် conversation english စကားပြောရမှာလေးတွေပါအဲ့ဒါတော့ကိုယ့်ဘာသာဝင်ပြန်ကြည့်ရအောင်နော်အဲ့တော့ဒီမှာ तू ကဒီ main point ကဘာလို့ဆိုလိုချင်တာလဲ lesson 2က letters of the week เนาะအဲ့တော့ဒီအခရာများရဲ့ရသက်တစ်ဘက်ပေါ့နော်ဒီအခရာရဲ့ရသက်တစ်ဘက်မှာဘာတွေသိရမလဲဆိုတော့ကျွန်တော်တို့က grade 1ဖြစ်တဲ့အတွက်ရေးကိုစလုံးပေါင်းတွေကိုဥတီပြီးသိရမှာမဟုတ်ပါဘူး အဲ့တော့ဒီက ABCD လေးတွေရဲ့ letter sound လေးကိုကျွန်တော်တို့ကသိရမှာဖြစ်ပါတယ်ဒါဆိုရင် phone နဲ့လာဆိုတာ phone ပဲဒါပေမဲ့ phone လို့သာတိုက်ရိုက်မကြည့်ရတာပဲရှိတာ phone နဲ့သင်တဲ့အတိုင်းဒီပုံစံနဲ့မတူပါနဲ့ကျွန်တော်တို့ကတော်တော်များများလူလေးပဲသင်ပြရမှာဖြစ်ပါတယ်เนาะအဲ့တော့ဗာလဲဆိုတော့ A how to write letter A correct formation A ကိုစမှာဆိုရင်เนาะ draw up to down draw a line up to down 1 2 3ဆွဲရမယ် small letter a အဲဒီလိုဆွဲရမယ် b ဆိုရင်လည်းဒီလိုတစ်ချောင်းဒီလိုတစ်ချောင်းဒါဒီပုံစံနဲ့မှကြည့်ပြီးတော့မိမိတို့အတိုင်းသင်လိုက်နော်လက်ရေးထားလေးဒါလေးကြည့်ပြီးစာအုပ်ကကိုယ့်ရဲ့ဆရာဖြစ်ပါတယ်ဒီသင်ငန်းစာလေးသင်တဲ့နောက်သင်ငန်းစာလေးသင်နေသွားပြီနော်ဒါမဲ့သင်ငန်းစာတစ်ခုပြီးတစ်ခုစလိုက်သင်ပေးမယ်အဲ့တော့ဒါကပါလေ A sound ကဘာတန်လဲတီကိုကသူတို့သင်ဖို့တည်းအာအာ apple အာအာ arrow အာအာ x ဖြစ်နေကိုကဖြည့်ဆက်ပြောလို့ရတယ်မပြောတတ်ဘူးဒီနှစ်ခုပဲဆိုရင်လည်း a a ant a a apple okay b b ရဲ့တန်ကိုပြောမယ်ဆိုရင်ဒါလေးကိုမိမိတို့က ball လို့ခေါ်တယ် b ရဲ့တန် b b b လို့တော့မတင်နဲ့နော်အဲ့လိုတင်လိုက်ရတယ်တင်ချင်သလိုတင်ဒါပေမဲ့ပူကောင်းတာကတင်ကြနေမှာကျမတို့ကဒါပါဒါပါလို့ဓာတ်ရဲ့ပြောတင်တာတဲ့ what is this တတမီမီတို့ရေ look at this it's a ball it's a boy you are a boy အဲ့တော့ ball လို့ပြောရင်တမီတို့နှခမ်းလေးကဘာတန်လေးရင်စထွက်သွားလဲ ဘအဲအဲ့ဒါသူရဲ့အတန်းဘဝင်ဆိုရင်တော့ဘာတန်လေးနဲ့စလဲဘီလေးနဲ့စတယ်အဲ့တော့ဘအတန်းထွက်သွားတယ်အဲ့ဒါသူရဲ့အတန်းအဲ့တော့ဘီဆောင်ဘဘဘောလ်ဘဘဘွိုင်းအဲ့တော့ရေးမယ်စာအုပ်ထဲမှာ A ကို၃ချောင်းလောက်ရေးခိုင်းရပြီ small letter A ၂ချောင်း capital letter A ၄ချောင်းသဘောကစင်ပြသူတို့ရေးခိုင်းပါလေးလှခြင်းနဲ့မြများရေးခိုင်းပါလေးမလှလဲဆွဲငင်မှန်ယူပဲနောက်ပိုင်းကလေးတွေကသူ့တို့လက်ငိန်သွားရင်လို့လေးရဲ့ကြည့်ကောင်းသွားပါနော်ဖြစ်တဲ့ခက်တော့မရေးခိုင်းနဲ့ပေါ့နော်အဲ့တော့အာအာအေး a a b b b abi listen and take listen na thaw ma take a man chip ba take a man chip ba at a b b boy a a apple ant ball at a b na ma listen and take ဒါဆိုရင်ဒီပုံမှာဘာအတန်ပါလဲဘအတန်ပါတယ်ဒီပုံမှာဘာအတန်နဲ့စလဲ အဲ့အတန်းနဲ့စတယ် Apple ပန်းဒီကိုရေးဖို့ကျမတို့သူ့ကိုချက်ခိုင်းဖို့မလိုဘူး grade 1မှာ ANTN ပျော်ရစေ ANTN ပျော်ရစေ APPL Apple ပန်းဒီ BOY point ယောက်ျားကလေးမလိုဘူး bikini စောင်းတွေကိုတည်သွားရင်ကျမတို့ကနောက်ပိုင်းဖြည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 ်းနဲ့ grade 2မှာသင်ရတာ grade 2သင်ခန်းစာလေးတွေသင်ထားတာကျမမြင်လားမသိဘူးအဲ့ကြမှာ phone နဲ့ reality မှာတော့ဗာသင်ပြီးဒီမှာတော့ blending မပေါင်းဒီမှာသူက A နဲ့ B နဲ့အတန်းကအဗအဗဆိုတဲ့ concept ကို phone နဲ့မှာ phone နဲ့မှာကျမတို့ဘေးရှော်ရ 9CS phone နဲ့မှာ ကိုပေါ့ကိုပင်တင်ပေးတယ်အများကြီးတင်ပေးတယ်ဒီကာရီကူလမ်မှာကျွန်တော်အလောက်တင်လို့မရဘူး beginning sound တွေပဲတင်ပေးတယ်ဒါကကျတော့ဘာနဲ့သွားတူလဲဆိုတော့ဒီ international school တွေကကျွန်တော်တို့ junior pre school အွယ်လေးတွေနဲ့သွားတူတယ်နော် ဒါဆိုရင် ball ဟောအဲ့ဒါနဲ့ small letter a capital letter a small letter a capital letter a ကိုရေးခိုင်းနေဒါဗာလဲဆိုသူ abc အကြီးအသေးကိုတခါလေးသိအောင်သင်လိုက်တာဖြစ်ပါတယ်โอเคဒါဆိုရင်ရသွားပြီအဲ့တော့ lesson 3 is a bed it's a bed ဆိုရင်အဲ့အရာပေါ့နော်ဒါအဲ့အရာပေါ့အဲ့တော့ဟုတ်ပြီကိုရီပဝန်းကျင်မှာရှိတဲ့အရာလေးတခုတွေကို things round us ကိုရဲ့ပဝန်းကျင်မှာတွေ့ရတဲ့အရာတွေကိုကိုကကလေးကိုသင်ပေးတာဖြစ်ပါတယ်ကိုပဝန်းကျင်မှာ okay today we are learning let's go we are learning about things in our environment or in our home ကိုအိမ်မှာရှိတဲ့ဟာလေးတွေ or in our school ဘာတွေရှိလဲအိမ်မှာဘာတွေရှိလဲသူတို့မေးနေသူတို့ပြောလိုက်မယ်အိမ်ယာရှိတယ်ပန်းကားရှိတယ် air con ရှိတယ်ရေကတ္တာရှိတယ်အကုန်ပြောလိုက်မယ်အဲဒီမှာကိုယ်ဆောက်ထဲမှာပါတယ်အဲဒါလေးတွေကိုပဲအရင်သင်လို့ရတယ် now it's a bed it's a fan it's a mat it's a plate it's a spoon it's a table what is this uh, what is this or what's this it's a fan teacher ဆီအမကင်ပြမင်းမင်းကသူ့လက်တွေ့အိမ်မှာရှိတဲ့ရက်တောင်ကတော့ပေါ်ပါတယ်ရက်တောင်နဲ့ပြလိုက် it's a fan okay အဲ့တော့ပြီးတာနဲ့ what this what is this what this is a spoon is a pencil is a book is a book အများကြီးပြလို့ရတယ်ကျွန်တော်တို့ဟုတ်ပြီအဲ့တော့ ask and take ask ဆိုတာမေးတာအမေကိုမေးမယ် thick ဆိုအမှန်ချင်မယ်အခုအရှင်းမပြောပြပြီအဲ့တော့ what is this is a bag is a bed is a book is a fan အော်အမှန်ချင်မယ်တသားမမီတို့အမှန်ချင်မနော်ဒီချေပြောတဲ့ဟာကိုပဲဟုတ်လားဒီချေက bed ဆိုတာ bed ဘယ်ဟုတ်လဲအဲ့ဒီတိုင်းမမီက bed လို့ပြောတသားဘယ်ဟုတ်ချင်မလဲအော်အဲ့တော့ဒါဒီဘာကိုတင်တာလဲဆိုတော့ vocab ကိုတင်တာ vocabulary အခုမြန်မာမိမိတွေပြောပြောနေတဲ့ meaning ကိုတင်တာဖြစ်ပါတယ်เนาะအဓိပ္ပာယ်ကိုတင်တာဖြစ်ပါတယ်เนาะ ဗောကက်တွေကျဲရတာကိုပြောတာမဟုတ်သေးဘူးเนาะ meaning ဆိုတဲ့အဓိပ္ပာယ်ပြောချင်းပဲဖြစ်ပါသေးတယ်เนาะအဲ့တော့ bed အိယာဟုတ်ပြီဒါဆိုရင်ဒါကဘာလဲ spoon spoon ဆိုရင် spoon ကိုချစ်မဲ့သူကဆီယမတည်းကပြောပြမိခဲ့တချီကအော်မဲမမင်းအော်မဲ fan fan ဘယ်ဟာကိုချစ်ရမလဲဘယ်ဟာကိုချစ်မလဲကချစ်မဲ့မြ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 ဒီမဒီမဒီမအဲမှန်သားပြီကဲမမင်းဒီက mat mat ဖျားဖျားဖျားလို့ပြော mat mat ချစ်လိုက်မသားဘယ်ဟာချစ်ရမလဲဖျားကိုချစ်မဲ့အဲအဲ့လိုဆိုတော့ဒီသင်ခန်းစာကဘာကိုပေးတင်တာလဲသူတို့ရဲ့ ုံ English အခေါ်ဝေါ်နဲ့မြန်မာအခေါ်ကိုချိတ်ဆက်ပေးနေတာဖြစ်ပါတယ်ဟုတ်ပြီကဲဒီမှာသဆုနာလိုပဲ C and D letter formation C ကိုရေးမယ်ဆို how to write letter C capital C small C the J မယ် capital D small D ဟောအဲ့လိုရေးမယ် ah it's a cake it's a dog it's a cup it's a dustpan ကဲ C ကိုရေးအိမ်မှာခိုင်း D ကိုရေး၃ချောင်း၅ချောင်းချက်သူတို့ရေးခိုင်း okay listen and circle cat cat or oh, cat go wine kai me dog 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 go wine kai me cake cake ဒီမှာလဲ cake ကို wine kai me နောက်ပြီးလို့ရှိရင် duster 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 ကို wine kai me okay cake cake ဇန်ဘာနဲ့စလဲ cake ဆိုရင်ခကခနဲ့စရဲအဲဟုတ်ပြီဒီမှာပိုင်လေအဲ့တော့ cake ဆိုတော့ပြောဖို့မိကြံခဲ့တယ် cake ဆိုတော့ဘာသာနဲ့စလဲခခခဒါကြောင့် c ရဲ့တန်ကခခခ dog dasta ဘာတနေစလဲဒဒဒဒါဆိုရင်ဒီရဲ့တန်ကဒဒဒမှတ်ထားနော်အများရမှတ်ထားအဲ့ဒါတသက်လုံးစွာအမှန်တရားပဲသမီးတို့ရေဒီကဘယ်နေရာမှာနေနေရှေ့မှာနေနေနောက်မှာနေနေတောင်းမှာနေနေမြောက်မှာနေဒီရဲ့တန်ကဒဒဒ dasta ဘာတန်ကိုစကြလဲဒအတန်ကိုကြားတယ်ဘာလေးရေးမလဲဒီရေးမယ်အဲ့ဒါ writing ဖြစ်ပါတယ်တလုံးရရင်နော်တလုံးရလာရတယ်ဒီရဲ့တန်ဒအပေါ်မှာ a ရဲ့တန်အဒအဒနော်ကျွန်တော်တို့ကဒီမှာဒီထည့်လိုက်ရင်နောက်က the add dead ကဲကဲဘယ်မှာလဲရေးမယ်ဟာနောက်က d ဲ့ဒီလိုဆုံးမြတ်အတန်ကြရင်ဒီရေးမလဲဆွမ်းနာပြောထားပြီးเนาะ the အတန်ကြရင်ရှေ့မနေနေနောက်မနေနေတောင်းမနေနေ the နဲ့စမယ် okay အဲ့တော့ the အလဲကောင်အတန်ကအာအာ apple ဆိုတော့အာအတန်ကြ the the dad dad เนาะ the the dad ဆိုတော့အာအာအတန်ကြရင်ငါအေးရမယ်ဘာလို့လဲအာအာ apple လို့မိမိကပြောထားတယ်ဟောအမအင်္ဂလိပ်စာကိုဖတ်တတ်သွားပြီဆိုရင် ကျက်ဖို့မလိုတဲ့နေပါအဲဓာတ်တလုံးရေးတဲ့ဒါမှကျန်တာရေးတယ်မလားရေးတတ်တယ်ဓာတ်အက်ဖာဖာနဲ့ဆိုရင် p ဆိုတော့နောက်ပိုင်းသင်ရလိမ့်မယ်ဖာဖာဖာအခု b သင်ရတယ်ဆိုရင် the a b dab အဲ့ဒါရှိရှိမရှိရှိဒီ blending ကိုစလုံးပေါင်းကိုမကျက်ဖို့အတွက်နီလန်လေးလေကူစွာရမသွားပြီဘူးဒါမိမိတို့အိမ်မှာအလှပချက်နဲ့သင်တော့ဒီလိုသုံးလုံးတွဲလေးတွေကိုအေကနေဇက်တိကိုဖတ်နိုင်နေတာရေးနိုင်နေတာကိုတွေ့ရပါလိမ့်မယ်ဒီနီလန်လေးဖြစ်အောင်ကိုသင်ပါ ါဆိုရင်ရမလားဒီမှာ beginning song ခါခါဘာတန်ကြားလဲတလုံးတန်ကြားတာရတာကိုအထင်မသေးပါနဲ့အဲ့ဒီတလုံးကနှလုံးရဲ့အသက်ဖြစ်ပါတယ် dog dog ဘာနဲ့ခါရေးမလဲဒီနဲ့စာရေးမယ်ဒါတွေကိုပဲသူတို့ကိုတက်မြတ်မှုစစ်စစ်ပြီးမှဖြစ်ပါတယ် grade 1ကဒါဆိုရင်မိမိတို့ရဲ့ grade 1အင်္ဂလိပ်စာစနစ်တကိုဘယ်လိုသင်မလဲသင်ကြားမှု idea လေးတခုရမယ်လို့ယုံကြည်ပါတယ်။နောက်သင်ခန်းစာမှာ things around us tomorrow ပုံရိပ်မှာရှိတဲ့အရာဝတ္ထုနောက် D နဲ့ E တွေကို EF သင်ခန်းစာတွေကိုထပ်ပြောက်ရပေးမယ်နော်။အဲ့တော့အစုံနည်းကြည့်ပြီးလို့လည်းမိမိတို့ယေရှုအမြတ်ကြီးတင်ပါတယ်။အချို့တူတူတွေရရှိမယ်လို့လည်းယုံကြည်ပါတယ်နော်။ကြည့်ပြီးလို့လည်းယေရှုအမြတ်ကြီးတင်ပါတယ်။